မကွေးတိုင်းဒေသကြီးဇေတုတရာမြို့နယ်မုံတမန်ရေဝဲ area အထက်ဘက်ကုန်းတရာနယ်ကြည်ရွာအကြားမှာတစ်လုံးနေတိုက်ပွဲမျိုးပါနေပြီးအရေးပေါ်ကျမ်းမာရေးအခြေအနေကြောင့်ဆက်လီနယ်ဖျက်သွားဖို့အခက်အခဲတွေရှိနေရလို့ဒေသခံဆက်လီမောင်းတွေစီမသိရပါဗါး2015ခုနှစ်ဇူလိုင်လကုန်ပိုင်းကမုံချောင်းရဲ့စံချိန်တင်ရေကြီးရေလျှံမှုများပြီးတစ်လုံးနေတိုက်ပွဲတရှိနေတာကြောင့်တစ်လုံးတွေကငားရီကားခန့်အထိတဆက်တဲတရှိဖြစ်ပေါ်နေပါဗါးဒီတစ်လုံးတွေကြောင့်မုံတမန်တိဆောက်ချိန်မှာရွာလုံးကျပြောင်းရွှေ့ခဲ့ရပြီးရေချောင်းသွားလာရေးကိုသာ အထူးကအားထားနေရတဲ့ကြေရွာတွေမှာဆက်လီတွေအတွက်အနေရများလွန်တာကြောင့်ညပိုင်းချိန်ကျန်းမာရေးကြောင့်ဇီတုတ္တရာမြို့ကိုအရေးပေါ်လူနာတွေပို့ဆောင်တဲ့အခါအဆိုပါတစ်လုံးများနေရာမှာညအိမ်ဆောင်ဆိုင်နေရတာတွေရှိနေတာဖြစ်ပါတယ်။ မုံတမန်အတပ်ဘက်မှာတမန်တိဆောက်တုံးကပြောင်းရွှေ့ခဲ့ရတဲ့ကြေးရွာတွေအနေနဲ့မုံချောင်းတလျှောက်မှာအလေပုံအောင်ကုံတရာချီပွင့်တောင်းကြေးရွာတွေရှိပြီးအဲ့ဒီရွာတွေရောအဲ့ဒီအထက်ကကြေးရွာတွေကပါယခုရာသီအထိဇေတုတရာကိုသွားရင်ရေချောင်းကပဲပို့အစဉ်ပြေကအခုတလုံးကြီးတွေကငားဟိကအကျင်းတွေကိုပေါ်လောပေါ်နေတော့ဆက်လီတွေကအဲ့ဒီတဲကဖြတ်ပြီးဆိုရင်အယံကီယူဆိုင်ရတယ်လို့မုံတမန်အတွင်းဆက်လီပြေးဆွဲနေတဲ့ဥဟန်မြင့်ကပြောပါတယ် ညပိုင်းတွေဆိုတစ်လုံးကိုမမြင်ရပဲတိုက်မိတာတွေလည်းရှိပြီးအခုရက်ပိုင်းမှာပွင့်နောက်ကြေးရွာနဲ့အောင်ကြေးရွာကမွေးလူနာနေအောင်ညပိုင်းချိန်မှာဇီတုတ်တရာကိုသွားရတော့အဲ့ဒီတစ်လုံးကြီးတွေနားမှာမဖြတ်ရဲလို့ညအိမ်ဆောင်ခဲ့ရတယ်လို့ဥဟန်မြင်းကဆက်လက်ပြောပါရယ် မကွေတိုင်းနေရစိုက်ပျိုးရေးနဲ့ဆက်များဝင်ကြီးဌာနရုံးမှညွှန်ကြားရေးမှူးတအူကအဒီလောက်ပမာဏနဲ့တစ်လုံးနေရှိနေတာကိုမသိရသေးပဲဆက်တမန်ကြီးတွေမှာတော့တိဆောက်ချိန်တွေကရေထုတ်ပြွနဲ့ချောင်းရဲ့ရေပမာဏကိုချိန်ပြီးအမိုက်တွေအနေကျမဲ့နေရာကိုတွက်ထားတယ်လို့ပြောပါရယ်အခုလို့တစ်လုံးနေမျောပါနေတာကတမန်ရေဝတ် area အခြေတီရောက်လာတာမျိုးဆိုရင်တော့၎င်းတို့အနေနဲ့ဆက်ယူလေးရှိပြီးအခုတစ်လုံးတွေကရေဝတ် area အထက်ပြားမှာဖြစ်ပြီးပမာဏများလို့တော့ဆက်ယူထုတ်ပြဖို့မလွယ်ကူဘူးလို့ပြောပါရယ်မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ွယ်အလုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကတိုင်းဝင်ကြီးချုပ်နဲ့အတူမုံချောင်းတပ်ဖွဲ့ရှိစစ်တမန်တွေကိုဒီဇင်ဘာလ22ရက်နေ့မှာတွားရောက်ဖို့ရှိပြီးအဲ့ဒီအချိန်မှာစစ်များဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးအဆိုပါတက်လုံးတွေတိုက်ဖွဲ့နေမှုကိစ္စကိုဆောင်ရွက်တင်တာတွေကိုဆွေးနွေးသွားမယ်လို့သိရပါဗျာ။